ကျွန်နေပိတ်လောက်ခဲ့တဲ့မြေတိုက်ခံပေါ့နော်ကျွန်နေအဲ့လိုမျိုးဇစ်ခွဲကိုမရောက်ချခင်မှာပေါ့မတင်ပို့ခင်မှာလေဒါတို့ရဲ့ဒီမှာကြည့်တန်ချေချင်းနေတော့ခုလေးတည်းရှိသေးတယ်ဟိုတကယ်ကိုကြောချမ်းတယ်ဒီလားမလဲအဲ့လိုခံစားရတယ်သူများတော့မသိဘူးအဲ့လိုဖြစ်နေတာအခုကတော့အရင်ခေတ်ကပေါ့နော်ဒီမှာကျွန်နေကိုရောင်းဝယ်ခဲ့တဲ့ဈေးကိုရောက်နေပေါ့နော်ဒါကကြတော့ဖျားချောင်းပါရဝုံပါဒါပေမဲ့လေသူကအရင်ကကြတော့ဒီမှာဆန်စီပါမှာအရင်ကကမှနာမည်ကြီးခဲ့တဲ့ကျွန်နေရောင်းဝယ်ခဲ့တဲ့ slave market ကိုရောက်နေရေပေါ့နော် ကြတော့ပြက်ခမ်းမယ်ရှိတော့ဒါပေမဲ့ဝင်ချစ်ကြမယ်နော်။ဖျားကြောင်းလေးလဲရင်းနေပေါ့နော်။လက်မခါကတယောက်ကိုဒေါ်လာ5ဒေါ်လာပေးရတယ်ပေါ့နော်ဒီမှာဒီဟဲ့ဝင်ဖို့အတွက်လေ။အခုကတော့အစံစီဘာမှာရှိရဲ့အရင်ခေတ်ကပေါ့နော်ကျွန်တွေရောင်းဝယ်ခဲ့တဲ့ Slim Market ပြက်ခမ်းကိုရောင်းနေပေါ့နော်။ဒါကြတော့သူကဖျားကြောင်းနဲ့တွဲပြီးမှလှုပ်ထားတယ်ပေါ့နော်။ဒီအရင်ရှိခဲ့တဲ့ကျွန်ဈေးကွက်ကိုကြတော့သူကအင်္ဂလိပ်တွေကအင်္ဂလိပ်တွေလာပြီးအုပ်စုခဲ့တဲ့အချိန်မှာပေါ့နော်သူတို့တွေကအဆုံးသက်ပေးလိုက်တယ်ပေါ့နော်ဒီလိုမျိုး ကျော်ဈေးခွက်ကိုလေဆိုတော့ဒီမှာအင်္ဂလီကန်ဖျားเจ้าနဲ့တွဲမဖွက်ထားတယ်ဆိုတော့အခုအဲ့ဒီကိုရောက်နေရယ်ပေါ့နော်ဒီမှာကြီးအနောက်မှာဆိုလို့ရှိရင်အင်္ဂလီကန်ဖျားเจ้าရှိတယ်ပေါ့နော်အရန်ကမှ6ချားစီကကောင်းတဲ့အာဖရိကန်ကြော်တွေရောင်းဝယ်ခဲ့တဲ့နေရာပေါ့ဒါကြတော့လေဖျားเจ้าအကြီးပဲ့ ရင်ခေတ်ကဒီဇန်စီဘာကျွန်းအိုမန်ရေအုပ်စုခဲစဉ်ကာလတုန်းကပေါ့နော်အိုမန်အာရက်တွေအုပ်စုခဲစဉ်ကာလတုန်းကသူတို့တွေကဒီမှာကျွန်းတွေရောင်းဝယ်ခဲ့တယ်ပေါ့နော်အရှေ့အာဖရိကမှာရှိတဲ့အာဖရိကန်ကျွန်းတွေကိုသူတို့တွေကအာရက်ကိုတင်ပို့တယ်အိန္ဒိယကိုတင်ပို့တယ်ပြီးတော့မှဒီလိုမျိုးအနောက်နိုင်ငံတွေကိုတင်ပို့တယ်ပေါ့နော်ဒီမှာ slave market ကအကြီးကိုမှရှိခဲ့တယ်ဒါဆိုလို့ရှိရင်အဲ့လိုအရင်ခေတ်ကပုံစံကိုသူတို့လောက်ပြထားတဲ့ရုပ်ထုတွေပေါ့ကျွန်ခေတ်ရှိခဲ့တဲ့အရှေ့အာဖရိကမှာ ဒါဖျားချောင်းတဲ့ခဏဝင်ကြည့်တယ်ပေါ့နော်ဒါအင်္ဂလိပ်ကန်ဖျားချောင်းရှီဟောင်းဖျားချောင်းပဲသူလည်းပဲ1800ခုနှစ်ကျော်တွေမှာဆောက်ထားတဲ့ဖျားချောင်းပေါ့နော်ဒါကြတော့ ကြားကတော့အိုမန်လူမျိုးတွေကနေပြီးတော့အာဖရိကန်ကြော်တွေကိုမရောင်းခင်မှာပေါ့နော်။တူလောင်ခဲ့တူလောင်ထားတဲ့မြေရိုက်ခံကိုရောက်နေရေပေါ့နော်။ဝင်ရအောင်မှကြောချမ်းတယ်တိလား။ဒီမှာကြည့်။ခေကူမလေးကြောတော့စိတ်တယ်။ကြော်နေပိတ်လောင်ခဲ့တဲ့မြေရိုက်ခံပေါ့နော်။ကြော်နေအဲ့လိုမျိုးဇီးခွက်ကိုမရောင်းချခင်မှာပေါ့မတင်ပို့ခင်မှာလေ။ဒါသူတို့ရဲ့တန်ချေချင်းတွေတောင်ခုလေးတည်းရှိသေးတယ်။โอ้တကယ်ကိုမလေးကြောချမ်းပြီးတော့စိတ်တိတ်ထားရတယ်တိလားဒီမှာဆိုတေးရလူတွေလည်းအများကြီးရှိတယ်တဲ့ပိတ်လောင်ခံရပြီးတော့ဗောနော် ဲ့လိုခံစားရတယ်သူများတော့မသိဘူးအဲ့လိုဖြစ်နေတာအိုးအိုးအိုးသူတို့နေရာတွေမှာနေခဲ့ရတယ်ပေါ့နော်ဒီအာဖရိကန်ကြော်တွေကလေသူတို့တွေကိုမြောင်းစားခင်မှာပေါ့ဒီလိုမြေတိုက်ခံအောင်ဒီလိုမျိုးမြေတိုက်အချင်းထောင်တွေမှာနေခဲ့ရတယ်တဲ့ဒီချိန်မှာကြည့်ကြည့်လိုက် Alles hier Pepe und auch Kakap für alles. Aber hatten wir uh, ebb and float here. ကျောင်းလေးဒီလိုမျိုးလုပ်ခဲ့တယ်ပေါ့နော်။ဒီမှာကြည်ခြေတော့လက်ကိုအကုန်ထိမ့်ချုပ်ထားတယ်သူတို့တွေကိုလေတန်ခွင်းနေနေပေါ့နော်။ဒီမှာသမိုင်းဝင်ပြတ်ခန်းကိုရောက်နေတယ်ပေါ့နော်။ဒီမှာစာရီရေးထားတာအများကြီးပဲဖတ်ပြီးတော့မှပြန်ပြီးမှရှင်းပြပေးမယ်နော်။ စာလိုက်ဖက်လိုက်အောင်မယ်ဒါကြတော့ကျွန်တော်ရောင်းဝယ်ခဲ့တဲ့အိုမန်က RF တွေပေါ့နော်သူတို့ကြတော့အိုမန် အိုမန်မုစကတ်ကအာရက်တေတဲ့ဆိုတော့အခုကတော့ Tanzania နိုင်ငံ Zanzibar ကျောင်းမှာရှိတဲ့အရင်ခေတ်ကရှိခဲ့တဲ့ကျောင်းရောင်းဝယ်စနစ်ကိုပြပြချင်းလို့ပေါ့နော်ဒါပေမဲ့အဲ့ဒါမပြောခင်မှာ Tanzania နိုင်ငံဖြစ်ပေါ်လာတဲ့သမိုင်းကျောင်းအရင်ပြပြမယ်ပေါ့နော် Tanzania နိုင်ငံကကျတော့အင်းရဆိုလို့ရှိရင် तू ကလေ Tanzania main area နဲ့အခု Thailand လို့ပါလို့ရှိတဲ့နေရာနဲ့လေအခုရောက်နေတဲ့ Zanzibar ကျောင်းနဲ့ဆိုလို့ရှိရင်လောကဘုံမှာ ောက်ချုပ်ပုံကိုတူဘောနော်ကွဲပြားတယ်ဘောနော်နည်းမဲ1980ကျော်ကာလတွေမှာအင်္ဂလိပ်တွေကဘောနော်ဒီနှစ်ခုကိုပေါင်းစည်းပြီးတော့မှဒီလိုမျိုးထန်ဆာနီးယားမင်းလင်းကကြတော့သူကချန်ဂန်ယီကာလို့ခေါ်တယ်။ဒါကြတော့ဆန်စီပါဘောနော်ဆိုတော့ ခံကန်ကြီးကရဲ့တန်နဲ့ဇန်စီပါရဲ့ဇန်ကိုယူပြီးတော့မှထန်ဇန်နီးယားဆိုမှသူတို့နှစ်ခုကိုပေါင်းစည်းပြီးတော့လွတ်လပ်ရေးပေးခဲ့တယ်ပေါ့နော်။တို့ဒီကကထန်ဇန်နီးယားနိုင်ငံဖြစ်လာတဲ့တမိုင်းကြောင်ပေါ့နော်။ခုရောက်နေတဲ့ဇန်စီပါကျောင်းကိုကြတော့သူအပေါ့နော်။ပေါ်တူဂီလိုင်ကအုပ်စိုးခဲ့တဲ့ Oman Arab တွေရောက်လာတယ်ပြီးတော့မှ British တွေရောက်လာတယ်ဆိုတော့ခေတ္တရအမျိုးမျိုးသူမှအများကြီးရှိတယ်ပေါ့နော်။ဒီကျောင်းကိုအုပ်စိုးခဲ့တဲ့သူတွေကလည်းအများကြီးဖြစ်တယ်ဆိုတော့ဒီကျောင်းကတမိုင်းကြောင်နဲ့အရင်ကြီးတယ်ပြီးတော့မှဒီမှာတွေ့ရတဲ့အဆောက်အအုံတွေပါလို့ဆိုလို့ရှိရင်လည်းသူကခေတ္တ အင်္ဂလိပ်လက်ရာရှိတယ်ပိုတူဂီလက်ရာရှိတယ်အာရက်လက်ရာရှိတယ်ပါရှန်လူမျိုးတွေလက်ရာတွေရှိတယ်ဆိုတော့ရန်ကုန်မှာ diverse ဖြစ်တဲ့ကျွန်းလို့ပြောလို့ရတယ်ပေါ့နော်ပိုတူဂီတွေလာခဲ့တဲ့နှစ်ကကြတော့1500ခုနှစ်ကာလအကျော်ဒီမှာပိုတူဂီရောက်လာခဲ့တဲ့ကာလပေါ့နော်ပြီးတော့မှ6900ကာလတွေကကြတော့အိုမန်အာရက်တွေရောက်လာခဲ့တဲ့ကာလပြီးတော့1900ခုနှစ်ဝန်းကျင်ကကြတော့သူကအင်္ဂလိပ်တွေရောက်လာခဲ့တဲ့ကာလပေါ့နော်ဆိုတော့ခက်သုံးခေရှိရဲ့ဒီကျွန်းမှာကြတော့လေဒီအာဖရိကမှာအရင်ကမှနာမည်ကြီးခဲ့တဲ့ကျွန်းစနစ်ကိုရောင်းဝယ်ခဲ့တာကြတော့အိုမန်အာရက်တွေကလုပ်ခဲ့တယ်ပေါ့နော်အိုမန်အာရက်တွေကအာဖရိ Africa mainland area မှာရှိတယ်။အခုအခုဆိုလို့ရှိရင်မလာမလာဝီနိုင်ငံနဲ့ Tanzania mainland area ကတိုင်းသားလူမျိုးတွေသူတို့တွေကကြုံဖြစ်ကိုရောင်းဝယ်ခဲ့တယ်ပေါ့နော်။ Zanzibar ကြောကြောက်တူရလေဟိုဟာတကယ့်ကိုမှအိန္ဒိယသမုဒ္ဒရာထဲကအကြီးကအချစ်ချကြတဲ့နေရာဖြစ်တယ်ပေါ့နော်။ဒီကြုံကနေပြီးမှ Arab နိုင်ငံတွေကိုသွားမလား၊အိန္ဒိယကိုသွားမလားပြီးတော့နောက်နိုင်ငံတွေဘက်ကိုကူမလားဆိုတော့လေရန်ကုန်မှာသွားလာရလွယ်ကူတဲ့နေရာဖြစ်နေတဲ့ခါကျတော့ဒီ mainland area မှာရှိတဲ့ဂျွန်တွေကိုဒီကြောတစ်စက် ခြားကမ္ဘာရဲ့ရက်ကိုတင်ပို့ခဲ့တယ်ပေါ့နော်ဆိုတော့ဒီကျောင်းကလုံအောင်ပေါ်မှာအရှေ့အာဖရိကကျော်ဈေးကွက်ရဲ့အချစ်ချနေရာတစ်ခုဖြစ်ခဲ့တယ်ဒီကျောင်းကလုံအောင်ကိုဘုံဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးမာလာဝီနိုင်ငံဒီလိုမျိုးပြီးတော့တန်ဇာနီးယားမေလင်းတိုင်းဒေသတွေကိုခွန်လာခဲ့တဲ့နေရာပေါ့ဒီကျွန်းမှာကြတော့ကျွန်းတွေကိုစုစည်းတယ်အဲ့အနေဒီမှာကျွန်းတွေတခြားနေရာကိုပို့တယ်အဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော် ကဲကူမှာကျွန်စည်းကွက်ဖြစ်တည်နေရလို့ပြောလို့ရတယ်ပေါ့နော်ခုနှစ်ချီလဲဒီကျောင်းမှာလုံးဝကူမှာ Arab culture ကိုရှိနေသေးတယ်ပေါ့နော် African culture တိတ်မတွေ့ရပဲနဲ့သူတို့ဒီမှာဆိုလို့ရှိရင်အိန္ဒိယအစားပေါ့နော်စားတောက်တွေကအစားပြီးတော့မှ coffee တောက်ရဲ့ယဉ်ကျေးမှုတွေကအစားလေလုံးဝကူမှာ Arab culture တွေဖြစ်နေသေးတယ် Arab တွေရဲ့ influence ကရှိသေးတယ်ပေါ့နော်လူတွေဆိုလို့ရှိရင်လည်းရုပ်က Arab ရုပ်တွေအများဆုံးတွေ့ရတယ်အာအာဖရိကန်တွေကနည်းတယ်ပေါ့နော်အဓိကအာရက်ရုပ်ရှိတယ်အိန္ဒိယရုပ်ရှိတယ် ပြီးတော့ passion ရုပ်တွေရှိတယ်ပေါ့တကယ်ကတော့ African ကနည်းနည်းလေးနည်းလို့ခံစားရတယ်ပေါ့တကယ်ကတော့ Arab ရုပ်တွေပုံများများလေးတွေ့ရတယ်ဒီမှာလေကြည့်လို့ရှိရင်လူတွေကအရှိလက်ပိုင်းရုပ်တွေအကြီးပဲဒီမှာများဆုံးတွေ့ရတယ်ပေါ့နော်ကျုံတွေကိုလက်ဘင်းတွေမှာတန်ချိုးတွေဆော့ပြီးတော့သူတို့တဲသွားတယ်။ခလေးငယ်တွေပါခေါ်ခံရတယ်ပေါ့နော်။အထူးဆိုလို့ရှိရင်လမ်းမှာကဲခံရသူလည်းရှိတော့ရှိတယ်။ပြီးတော့တွေးခဲ့တဲ့လူမျိုးမျိုးလိုက်ခံနေမှာဆိုလို့ရှိရင်လည်း ူလောင်ထားရဆိုလို့ရှိရင်စာရေးစာတွေပြက်လက်တယ်အဲ့မှာတည်ရဲမှုလည်းရှိရလို့တည်ရတယ်ဒီကမှ6ချမ်းဆရာကောင်းတယ်ပေါ့နော်ဒီဂျွန်နီကိုဇန်စီဘာနေပြီးမှတခြားနိုင်ငံကိုတင်ပို့တဲ့လန်ခီကလည်းအရန်ကြံပြန်းတယ်ပေါ့နော်သူတို့လမ်းမှာဆိုလို့ရှိရင်စာလည်းမကျွေးဘူးကျွေးလို့ရှိရင်နည်းနည်းလေးပဲစာရေးစာမဝမလဲအောင်သူတို့ကျွေးတယ်ပေါ့နော်ကလေးတွေဆိုလို့ရှိရင်ကလေးတွေငယ် လေးတငယ်ဒီနဲ့မတက်အောင်တော့မအခိုင်ခံရတယ်အတည်ခံရတယ်ပေါ့နော်လေဘေးလေးမှာဆိုလို့ရှိရင်လေဘေးလေးမှာဆိုလို့ရှိရင်လေတန်ခွေးလေးဆုပ်ပြီးမှသူ့ကိုတည်တဲ့အဲ့လိုမျိုးအရင်ကမှနှိပ်စက်ခံပြီးတော့မှရောက်ဆောက်ခံရတယ်ပေါ့နော် African Joy ရဲ့ secret ကအင်တနာဆီယာကောင်းတယ်ဖြစ်ခဲ့တဲ့ကာလကကျတော့1800ခုနှစ်ဝန်းကျင်မှာဖြစ်ခဲ့တယ်ပေါ့နော် Women Arab ကြီးစိုးတဲ့ကာလမှာဖြစ်ခဲ့တယ်ပေါ့ဆိုလို့ဆိုလို့ရှိရင် ဒီလိုပြင်လဲထဲမှာဆိုလို့ရှိရင်ကဲခံရသူလည်းရှိရဲကဲခံရပြီးတော့မှ Tanzania ကို December ကိုပြန်ပုတ်ခံရသူလည်းရှိတယ်ပြီးတော့မှဒီလိုမျိုးအိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ Seychelles လိုနိုင်ငံတွေကိုလည်းပို့ပေးခဲ့တယ်ပေါ့နော်ဒီလိုမျိုးအရှေ့အာဖရိကရဲ့အရန်ကြီးတဲ့ဂျော်ဇိတ်ခွက်က British တင်လာတဲ့ချိန်မှာလုံဝဝကဆက်သွုံသွားခဲ့တယ်အပိဒါရင်ဆက်သွုံသွားတာ1903မှာအပိဒါရင်လုံဝဝကချိုစနီကပျောက်သွားခဲ့တယ်ပေါ့နော်ရောင်းဝယ်မှုကလုံဝဝကအဆိုင်သွားခဲ့တယ် ်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင် British Navy ကနေပြီးမှပင်လယ်ထဲမှာပေါ့နော်သူတို့မျိုးကျွန်တင်တဲ့တင်ဖို့ကိုကတင်ပေးခဲ့တယ်သူတို့ဆိုလို့ရှိရင်စန်စီဘာ mailing area ကိုလည်းပြန်ပို့တယ်သူဆိုလို့ရှိရင်ဒီလိုမျိုးတခြားနိုင်ငံကကူပီတဲ့ social လို့နိုင်ငံတွေကိုပို့ပေးခဲ့တယ်ပေါ့နော်ပြီးတော့မှသူတို့တမွေဝမ်းကြောင်းပညာတွေတင်ပေးတယ် Korean သတ္တနာပြုတွေနဲ့သူတို့ချိတ်ဆက်ပေးခဲ့တယ်ပေါ့နော်စင်စီဘာမှာအဲ့လိုမျိုးဒီလိုကျွန်ဘွားနေမှာလွန်မြောက်လာခဲ့တဲ့သူတွေဒီမှာအများကြီးရှိတယ်။သူတို့ဘွားတွေကဘုံတော့ကဘောင်ပြန့်လန်သွားတယ်ပေါ့နော်။ ကလေးဆိုလို့ရှိရင်သူတို့ကဘယ်နေရာခွန်လာမလဲသူမသိဘူးလေအဲ့လိုတကယ်ကမှလေကျုံတွေကမတရားပုံမှာရောင်းစားခံရတယ်ပေါ့နော်တိုင်းသားဒေသတွေကသူတွေချင်းပဲခံရတယ်ပေါ့နော်အဲ့လိုမျိုးမာလာဝီလိုမာလာဝီထန်ဇန်နီးယားနေဆက်ကတိုင်းသားတွေပြီးတော့မှဒီလိုမျိုးထန်ဇန်နီးယားမြောက်ပိုင်းတွေနောက်ပိုင်းတွေကတိုင်းသားတွေကအများဆုံးခံရတယ်ပေါ့နော်ရောင်းစားခံရတယ်ပေါ့ ဒါပေမဲ့1883ခုနှစ်မှာကြာတော့ဒီလိုအင်္ဂလိပ်တွေကလာပြီးမှဒီမှာသဒ္ဒနာလာပြုတ်တယ်ပေါ့နော်သဒ္ဒနာလာပြုတ်တဲ့ချိန်မှာဒီမှာကျော်စေးကွဲမြောက်ခဲမှာပူလောင်ခဲ့တဲ့နေရာမှာပဲသဒ္ဒနာပြုတ်တွေကနေပြီးမှဖျားเจ้าတည်ခဲ့တယ်ခုနဖိတ်ခဲ့တဲ့အင်္ဂလိပ်ကန်ဖျားเจ้าပေါ့နော်ဒီခရစ်ဖျားเจ้าကိုတည်ခဲ့တယ်ပေါ့နော်အဲ့လိုကနေပြီးမှဒီဖျားเจ้าဖျားเจ้าရဲ့မျိုးငင်းချမ်းမှုကိုပေါ့နော်ဒီနေရာမှာလာပြီးမှအသက်တင်ပေးတယ်ဘယ်လိုပြောမလဲဟိုသူတို့မျိုးကျော်စနစ်ကိုမင်းဖြောင်းချင်လို့ပေါ့နော်ကောင်းတဲ့ဘာသာရေးဆောင်တခုလာဆောင်ရတဲ့သဘောလို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ် မခုရတီတော့မြေတိုက်ခမ်းမှာတော့သူတို့နေခဲ့တဲ့နေရာလည်းပြတ်တချားသေးတယ်ပေါ့နော်မြေတိုက်ခမ်းဝင်တဲ့ခါမှလည်းလေလုံမောက်ကမှစက်တွေဖြည်းဖြည်းထတာအဲ့လိုမျိုးဖြစ်သွားရသည်လားခုကြတော့လေမရှိတော့ပေမဲ့ဒီဖျားเจ้าကိုလိလာရင်းနဲ့မှတမိုင်းเจ้าကိုလိလာလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီနေ့မှ sensible ကျောမှရှိတဲ့ slip market ကိုလက်ပတ်ရင်းနဲ့မှတွေ့ရတဲ့ဟာလေးတွေကိုပြပြတယ်ပေါ့နော်ဆိုတော့ဒါကလည်းဟိုလုံမောက်မသိတဲ့သူတွေတက်ပါတော့တခုခုသိမယ်လို့သိရမယ်လို့ချင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ